ားလုံးပဲမြင်လာပါဒီနေ့တစ်ချက်ပြင်မဲ့တင်ခင်းကြတာတော့အခန်းစနေလေးချင်းငယ်စနေသမားလေးကနံပါတ်9ပဲဖြစ်ပါတယ်နံပါတ်9မှာဆိုရင်သူကဘာရှာခိုင်းတာလဲဆိုရင်သမတ်ကင်းရဲ့ချိန်ညာကြီးနဲ့လေးစိတ်ပိုင်းကင်းလေးကိုရှာခိုင်းတာဖြစ်ပါတယ်เนาะအဲ့ဒီပရမလုံးစမားကိုနံပါတ်ကကြီးကိုကြည့်လိုက်မယ်နံပါတ်ကကြီးမှာဆိုရင်ကင်းအလုံးပေါင်းလက်ကိုရိုးချမ်းတယ်ဆိုတော့เนาะကင်းအောင်ကင်းအလုံးပေါင်းလက်ကိုရိုးချမ်းလို့ဆိုတော့ တရားလုံးပေါင်းလဲ20ရဲ့20နဲ့28ဘုံကြီးတွေဘုံကြီးပေါင်းလဲတဲ့ခါမှာပြောရလဲဆိုရှင်တရား69ရပါတယ်เนาะ69ရရတယ်အဲ့တော့မာနမောဘာလို့ရှားလဲကိလို့ရတဲ့ကိုရှားကိလို့ရက1 2 3 4 5 6 7 8เนาะကိလို့ရတဲ့ကဘုံလို့9လို့မနော်ကျွန်တော်တမကဲဘူးလို့ရှင်တမကဲဘူးလို့ရှင်ကိရအောင်ပေါင်းလဲကိုဆိုတော့ကိလို့ရတဲ့နဲ့စားပြရတာအဲ့ဒါကိရအောင်ပေါင်းလဲက369ကိလို့ရတဲ့က9 ဟုတ်တယ်ဒါမှမဟုတ်ဒီ160ကိုကိုးနေဆိုတဲ့ခါမှာ16.5ရှိတယ်နော်ရရှိပါတယ်။နောက်ပြီးကြရလို့ရှိရင်စပါတော့အမချိန်များပြီးလို့ရှင်။အဲ့တော့ဒီဒီကိန်းဒီမှာဆိုလို့ရှိရင်ချိန်များပြီးဆိုတော့ချိန်များပြီးဆိုတော့ချိန်များပြီးဆိုတော့ထပ်ပြီးတော့ပါနေရခင်ရကြတယ်ဆိုတော့20မိနစ်ပဲပါတယ်။ဟို20မိနစ်ကနှစ်ချိန်ပါနေရယ်အချိန်အများဆုံးပါဘူး။ဒါနဲ့ကိန်းညာကြတချိန်ကြီးပဲပါမှာနော်။ကြမ်းလို့ကျမတို့ကချိန်များခြင်းရဘလောက်လဲဆိုရင်ချိန်များခြင်းရ20မိနစ်ဖြစ်ပါတယ်။အဲ့ဒါပြည့်ကျော40ပိုင်းခြင်းကိုချိန်ပါ။ နေစိတ်ပိုင်းကိမှဆိုဒီစိတ်ပိုင်းကိရှာဖို့ဆိုရင်ဆိုတော့ပရမဆုံးကိဥ်လေးကိုငယ်စဉ်ကြီးလိုက်စီပေးရပါတယ်။ငယ်စဉ်ကြီးလိုက်စီပြီးတော့ကျမတို့ကငါကိကမာကိပြည့်တဲ့တချို့ရှေ့ကဒီခုနောက်ပါလေးလေးလေလေကောင်မှာတစ်ခုကျင်တယ်နော်။အဲ့ဒါရှေ့ကိမှာရှိတဲ့နော်ရှေ့ကိမှာရှိတဲ့အောက်၄၀ပန်းကိုနော်အောက်၄၀ပန်းကိုကျမတို့ကဒီဝါလို့ခေါ်ရတော့ကျမတို့အောက်၄၀ပန်းရပါလိမ့်မယ်16နဲ့16 16ဆက်ကုန်ကိုပေါင်းလို့ကျမတို့နှစ်နဲ့စားပြရတယ်။ဒီသူအလေကြီးကကြာစပိုးရပြီးတော့ နော်အထက်လေးလေးစိတ်ပိုင်းနော်အထက်လေးစိတ်ပိုင်းအကြောဆိုတော့27နှစ်နေစင်ဒီဒီကနန်းလေးတို့ရဲ့အလင်းနှလုံးလို့ဆိုတော့နော်ဒီနှလုံးက27နဲ့20နဲ့ဆိုတော့27နဲ့20နဲ့ကိုပေါင်းလို့ဆိုတော့ဒီမြတ်စာပြေတယ်အမှ16နဲ့19နဲ့ညပေါင်းတဲ့ခါမှာဆိုတော့ဘာရရ33နော်ကျန်းနေစကုန်နဲ့ပေါင်းတဲ့ခါမှာ33ရရဲ့အဲ့ဒါကိုဒီနှစ်နဲ့ပြန်နှစ်နဲ့ဆိုင်တဲ့ခါမှာ16.5ရရဲ့22ကတော့ဆိုတာတွေရပါတယ်90 90လို့ပေါ့ ောက်ကကျူ3ရကြတော့စမောဘလာရလဲဆိုရင်21 plus 22ကိုပေါင်းရတဲ့ခါမှာနော်43ရတယ်43ကိုတွန်းရတယ်နော်ပြန်စားတဲ့ခါမှာ21.5နော်ဒါကဒါက40ဘိုင်းဂိမ်းကိုနော်40ဘိုင်းဂိမ်းကိုခြားရဖြစ်ပါတယ်နော်နောက်တစ်ခုကနမခါဝေးပါနမခါဝေးရလဲစမောဘလာဒီကြရတဲ့ဂိမ်းတွေကိုဘုံလုံးစမောဘလာပေါင်းမယ်1 4 6ကိုနော်တော်တော်များများရှိနေပါရှိမာဒမခွန်နေစမခွန်ရတဲ့မှာလေး မင်းသမားနေဒုက္ကမရှိဒေသမကိုမင်းသမားရှိအဲဒီဆိုတော့အကုန်လုံးပေါင်းလိုက်တဲ့အခါမှာ26ဒသမ4ရရယ်ကိလုံးရေအတွက်ကလည်းခုနတိုင်းပဲပို့လို့ရတယ်နော်အဲ့တော့ကျွန်တော်ကအခုတမကဲရုံရှာမယ်တမကဲရုံရှာမယ်ဆိုရင်ကိရလုံးပေါင်းလက်ကိုကိလုံးရေပဲနဲ့စာပြရတယ်အဲ့ဒီကိရလုံးပေါင်းလက်က26ဒသမ4အဲ့ဒါကိုကျွန်တော်ပို့နေစာရမယ်ဆရာကမှဘလောက်ရလဲဆိုရင်5.2ရရှိတယ်အဲ့ဒီမှာကျွန်တော်ကတော့ချိန်များကြီးကိုကြည့်တယ်ချိန်များကြီးမှာဆိုရင်ထက်ကတော့အများဆုံး ပါနေတဲ့ခင်ရကြပါလေပါတယ်ဘူးဘုရမရှိကနုမရှိကလည်းကျွန်တော်နှစ်ခါပါတယ်ဘုရမရှိကလည်းနှစ်ခါပါတယ်ဒါမျိုးဘုရမရှိနှစ်ကြိမ်ဒီခရမရှိနှစ်ကြိမ်ကအချိန်များလို့ဖြစ်တယ်ဒါမျိုးအချိန်များခင်ရပါလဲဆိုရင်ဘုရမရှိနဲ့ခရမရှိကိုဖြစ်ကြတာဒီနောက်ခုကကျွန်တော်တို့ကဗလဲလေးစိတ်ပိုင်းကိန်းကိန်းကိုရှာတဲ့ခါမှာကျွန်တော်ငယ်ချင်းကြီးလိုက်စီလိုက်မယ်နော်ငယ်ချင်းကြီးလိုက်စီရတဲ့ခါမှာ ဒီသမားကများရဲ့ဒုတိယသမားလေးရဲ့ဒုတိယသမားရှိဒီသမားကိုငါးတသမားကိုခင်းသမားနည်းခင်းသမားရှိခင်းသမားရှိတယ်လို့တို့ငယ်စဉ်ကြီးလိုက်ရှိခဲ့တယ်။သူကလည်းမာရင်းဖြစ်တဲ့သမားကရှေ့ကလေးခုနောက်ကလေးခုအလေကောင်မတစ်ခုရှိတယ်နော်။အပြင်ရှေ့ကလေးခုကအောက်လေးစိတ်ပိုင်းမှာပါတဲ့သမားတော့ပါတော့ကျူဝမ်း။နော်ကျူဝမ်းဆိုတာသမားတို့ပါရှိနေဆိုလို့ရှိရင်3.8နဲ့3.4နဲ့3.8နဲ့ဟုတ်သမားတော့။ဘယ်ကတလုံးကြံနေလဲ။ နော်3.8ကငါးကားကြည့်ရတဲ့ဆိုတော့နော်3.8တလုံးကျန်နေရတယ်နော်အလေးကနော်3.8တလုံးကျန်နေရတယ်ဗျအလေးကမှ3.8နဲ့3.8ပေါ့အဲ့နှစ်ခုကိုပေါင်းပြီးနေစားမယ်2.2ကတော့9.9ပြီးတော့နော်2.3ကကျတော့ဆိုတော့7.2နဲ့7.8ပါတယ်ဖြစ်ပါတယ်အဲ့တော့3.8နဲ့3.8ကိုကျွန်တော်ကပေါင်းတဲ့အခါမှာ7.2 7.2ရတယ်ဗျအဲ့ဒါကိုကျွန်တော်ကပြည့်နေစားတဲ့အခါမှာ3.8ရတယ်2.2ကတော့9.9ပါတယ်နော်9.2 7.2နဲ့7.8ကို ောင်းတဲ့ခါမှာ14.9ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နေ့နဲ့စားတဲ့ခါမှာ7.5ရပါတယ်ဟာဒါကဟိုအဲဖစ်တင်းရတယ်ပေါ့ဖစ်တင်းကိုနေ့နဲ့စားတဲ့ခါမှာ7.5ရရှိပါတယ်ဒါကနေမှကားငယ်လဲသူကကိန်းနေပေးထားတယ်ပေးထားတဲ့ကိန်းကိုကျွန်တော်ကနော်ကိန်းရလို့ပေါင်းတဲ့ခါမှာဘယ်လိုရလဲဆိုလို့ရှိရင်1980ရှိရတယ်ဒီလိုရေတော့ကြာဆုံးတော့10လုံးမရှိဘူးနော် ေလို့ရည်အတွက်ကတော့ရှင်းလုံးမရှိရဲဆက်မော်ဒါတမကဲဟိုရှာမယ်ပေါ့နော်တမကဲဟိုရှာတဲ့ခါမှာကျွန်တော်ကင်းလုံးကဲရလုံးပေါင်းလက်ကိုကင်းလုံးရည်အတွက်နဲ့စားမယ်ကဲရလုံးပေါင်းလက်က1250ရှိပြီပြီးတော့ကင်းလုံးဒီကဲလို့ရတဲ့ကရှိတဲ့ဆိုရှင်းနေစားလို့စားတဲ့ခါမှာသမော်159တသက်မှာခွန်5ဆိုပြီးတော့ရရှိပါတယ်เนาะအဲ့ဒီမှာသမော်အကျိအများဆုံးပါရခဲ့ကိုရှာရှင်နေအကျိအများဆုံးကင်းရ ီတဲ့တဲ့ခါမှာတရား58တရား58တရား60တရား64တရား60တရား58တရား60တရား59တရား60ကသုံးလာပါလေဒါကြောင့်မို့တရား60ကသုံးချိန်ပါတယ်အချိန်အများဆုံးပါဝင်လာဖြစ်တဲ့ကဲဒီလိုဒီကိန်းရင်ပါစေချိန်များခင်ကတရား60ဖြစ်ပါတယ်နော်တရား60ကချိန်များခင်ဖြစ်တယ်ဒါဆိုရင်စမောခုနတိုင်းပဲနော်နေစစ်ပိုင်းကိန်းကိုရှားတဲ့ခါမှာစမောငွေကြေးလိုက်စီလိုက်မယ်နော်ငွေကြေးလိုက်စီလိုက်ပြီးလည်းပြီးတော့သူကဘာလဲဆိုလို့ရှိရင် စုံငိမ့်ပေါ့နော်စဉ်းကျင်ဖြစ်တဲ့တဲ့အလဲငိမ့်မရှိဘူးပေါ့အတူတူမရှိဘူးဒါကြည့်တူကိုကြိုးပြီးရှားမယ်ဆိုရင်နောက်ရှိရရှေ့ကရဲ့နောက်ဆုံးငိမ့်နဲ့နောက်ဘင်းရဲ့အဲနောက်ကနော်ရှေ့အဲလဲအောက်40ပိုင်းနဲ့အထက်40ပိုင်းမှာပါတယ်ဒီတိတ်ငုံအလဲရကိန်းငုံကိုတော့ပေါင်းပြရအောင်နော်အဲဒီကျူရကတော့158နဲ့159နဲ့ပေါင်းပြနေစားရဲကျူတူကိုကြာကျွန်တော်ရှေ့ကနော်အောက်၄ဘိုင်းစိတ်ကနောက်ဆုံးငိမ့်ဖြစ်တဲ့159နဲ့ ဟိုအထက်၄ဘိုင်းစိတ်ကရှေ့ဆုံးလေးပြည့်တဲ့တရားကျောင်းတွေကိုပေါင်းလို့လည်းစားပြရပါတယ်။ဒီနော်သူတတိယကျောင်းတော့အလေကိန်းမျိုးလိုမျိုးပေါ့နော်တရား60နဲ့တရား60တွေကိုပေါင်းလို့လည်းစားပါတယ်။တတိယ158နဲ့159တွေကိုကျွန်တော်တို့ပေါင်းနိုင်မယ်။နော်ပေါင်းလိုက်ပြီးတော့ကျွန်တော်နှိမ့်နေစားတဲ့အခါမှာအဖြေက158တစ်သမား900ရပြီးတော့သူတို့မှရလိုက်မယ်159နဲ့160ကိုပေါင်းလို့လည်းနှိမ့်စားတဲ့အခါမှာ159တစ်သမား900ရပါတယ်။နောက်တစ်ခုကသူတတိယကျောင်းတော့ကျွန်တော်ပြောရလဲဆိုရင် နော်160 160လောက်နည်းနည်းဆိုတော့ဒီလိုပေါ့နော်160လောက်ပြရအောင်နော်ဒီလိုရှိရင်အပြေကနော်အဲလေးလေးပါးစီကင်းကကျူရောမှာဆိုရင်150ကျတဲ့မှာ900ရပြီးတော့ကျူ3မှာ150ကျတဲ့မှာ900ရတယ်ကျူ3မှာကျတော့160ရရပါရဲ့နော်ဒါလေးကတော့ဒီချင်းငယ်စနေသမားစနေသမားလေးကနံပါတ်6လေးပဲဖြစ်ပါရဲ့ဆုံးရှိကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါ